စစ်တပ်ကပြုလုပ်တဲ့အတုအယောင်ရွေးကောက်ပွဲကိုစန့်ကျင်သပိတ်မှောက်ဖို့ရန်ကုန်မြို့ပြနေပြည်သူတွေကိုတော်လှန်ရေးအင်အားစုတွေကစီယုံလှုံ့ဆော်ခဲ့ပါတယ်။ရွေးကောက်ပွဲကစစ်အုပ်စုရဲ့ထွက်ပေါက်ဖြစ်လို့ထွက်ပေါက်မပေးနဲ့လို့ပြည်သူတွေစီတွားရောက်ပြီးပြောဆိုစီယုံလှုံ့ဆော်ခဲ့တာပါ။ပြည်သူတွေရဲ့အာဏာကို အတင်းအဓမ္မသိမ်းယူပြီးလူမှုဘဝကြက်တဲနှိမ်ပါအောင်ရည်ရွယ်ချက်ရှိရှိလုပ်ယူခဲ့တဲ့စစ်ကောင်းဆောင်မင်းအောင်လှိုင်ဦးဆောင်တဲ့စစ်တပ်ကိုထွက်ပေါက်မပေးမိဖို့လိုကြောင်း YRF ကဆိုပါတယ်။ 2021ခုနှစ်နောက်ပိုင်းချိန်မိတ်သီးခံခဲ့ရတဲ့ခံပြင်းမှုတွေ၊နာကျင်မှုတွေ၊မကျင်နဲ့ချက်တွေဒုက္ခတွေကိုအောင်းမေ့ရင်ထွက်ပေါက်မပေးဘဲစစ်အာဏာရှင်စနစ်အလုံးစုံပြိုကျပျက်စီးတဲ့အထိဆက်လက်တောင်းခံပေးကြဖို့မိဘပြည်သူတွေကိုလေးစားစွာနဲ့တိုက်တွန်းလိုက်ပါတယ်လို့ Yangon Revolution Force YRF ကထုတ်ပြန်ပြောဆိုထားပါတယ်ရှင်။哦，第二年吧，明年跟我爸干起来了没？没倒霉的，哎。 အဒီတော့မကုန်တက်စီနဲ့လာတာဆိုတော့ဟုတ်ရဲ့ထပ်ပေါက်မပေးနဲ့ပါလေဒီမှာလေးခုလိုက်ကြော်လို့ရထပ်ပေါက်မပေးနဲ့ဟမ်ဟောလေးဝါလေးတခုလိုက်ကြော်လို့ရမှာဟုတ်ကဲ့ထပ်ပေါက်မပေးနဲ့မမဝါလေးတခုလိုက်ကြော်လို့ရမှာဟိုက်ထပ်ပေါက်မပေးနဲ့အန်ဒီ ဝင်လေးတစ်ခုလောက်မေးလို့ရမလားဟိုထွက်ပေါက်မပေးနဲ့ဟာလေအဲ့ဒီတစ်ခုလောက်မေးလို့ရမလားဟာတမီးလေးဟိုဈေးရဲ့ဒီတက်တဲ့သွားဟောအဲ့ဒီထွက်ပေါက်မပေးနဲ့ထွက်ပေါက်ထွက်ပေါက်မပေးနဲ့